မင်းစကားကြီးလွန်နေပြီနော်ကျမပြောတာဘာမှလို့လဲဟမ်ဖြစ်တော်နေဖြစ်တော်ချင်းချင်းလာတဲ့မိန်းမတယောက်ကရောင်ကြတယောက်အမိဖမ်းတာဘာခက်လို့လဲဟမ်ရှင်သူ့ကိုပြစ်ထားလို့လေချမ်းသာကြလို့မောကအမိဖမ်းတာပဲနေမှာပေါ့ဟယ်လို ဟယ်လိုစီးစာညိုလားပြောလေမူကဘာပြောမလို့လဲကျွန်တော်စီးစာညိုတောင်းပန်ချင်တယ်ဗျာဘာအတွက်လဲမူကကျွန်တော်စီးစာညိုကတိမတည်နိုင်တော့မူကဘာပြောနေရလဲစီးစာညိုကျွန်တော်လက်မထနိုင်တော့ရှင်ဘာပြောနေရလဲလက်ထပ်ဖို့ကအကုန်စီစဉ်ပြီးနေပြီလေလက်ထပ်တာကိုကလေးကစားရလို့ရှင်ထင်နေရလားကျမခုံတိတ်ခါအတွက်ကောရှင်မစင်းစားမိဘူးလား ကျွန်တော်ယတုမီကိုချက်တယ်ကျွန်တော်ယတုမီကိုအခုပဲခိုးပြသွားတယ်ကျွန်တော်စီးစံညုံလမ်းမထနိုင်တော့ဘူးဗျာအဲ့တော့လည်းကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အခုလိုလောက်ရဲဆိုတာကလည်းကျွန်တော်ချက်တဲ့သူကိုအဆုံးရှုံးမခံနိုင်တော့ပါပြီးတော့စီးစံညုံလည်းမထိခိုက်စေကျွန်တော်ပါရှင်အခုလိုလှုပ်လိုက်တာကျွန်မကိုအများကြီးထိခိုက်စေရဲဆိုတာရှင်မသိဘူးလားကျွန်တော်စီးစံညုံမချစ်ဘူး ကိုမချစ်တဲ့လူတယောက်နဲ့လက်ထပ်ရောစီးစညိုဘဝရှေ့လျှောက်ပျော်ရွှင်နိုင်မယ်လို့ထင်လို့လားကျွန်တော်စီးစညိုကိုချစ်တဲ့သူနဲ့ပဲလက်ထပ်ပြီးပျော်ရွှင်စေချင်တယ်လေမဟုတ်ဘူးကျွန်မလက်မခံနိုင်ဘူးလက်ထပ်ဖို့ကအကုန်စီစဉ်ပြီးနေပြီလေမိုးကရဲဟုတ်ရွတ်မီယာရောကျွန်မထပ်ဘာတွေတာနေလို့လဲမိုးကအခုချက်ချင်းပြန်လာခဲ့ပါနော်စီးစီးစတောင်းပန်ပါတယ်မိုးကပြန်လာခဲ့ပါနော် ကျွန်တော်တောင်းပန်ပါစီစဉ်ညို့မောကာ တင်းဟာဖြစ်လို့လဲတင်းဘာကငိုနေရလဲအဲ့လိုမင်းနေရလေမောကရှေတုံးမီကိုခိုးပြေးသွားပြီတဲ့တမီးတော့လက်မထနိုင်တော့ဘူးတဲ့မေမေမောကကိုယ်တိုင်တမီးကိုဖုန်းဆက်ပြီးပြောတာသူရတုရတုံးမီကိုမစုံလို့နိုင်ဘူးတဲ့တမီးကိုတောင်းမှန်ပါတယ်တဲ့ကိုတော့ဟိုကကျမတမီးကိုလက်မထနိုင်တော့ဘူးတဲ့အခုရတုံးမီကိုခိုးပြေးသွားပြီတဲ့ ဘာဖြစ်လို့လဲဦးဘာဖြစ်ရမှာလဲရှင်သမီးနဲ့မောကန်နဲ့ဖြစ်နေရှင်သိတယ်မလားမသိပါဘူးရေကိုဒီအိမ်စပြောင်းနေသမီးနဲ့ဘာမှတွေ့ရသေးဘူးရှင်ကျမမလိမ့်နဲ့ရှင်ဟိုတကရှင်သမီးစီသွားပါလေဘာဖြစ်လို့ကျမကိုဖောက်ခွဲထားတာလဲဟမ်ရှင်အဲ့ထဲရှင်သမီးနဲ့ရှင်နဲ့မောကန်ကိစ္စကိုရှင်တိုင်မြင်ရတာမလားတိုင်မနာမဟုတ်ပါဘူးဤရဲ့။အသမီးကမိုးကလည်းသူနဲ့ချစ်သူတွေဖြစ်နေပြီတဲ့။အာစီးသားညိုနောက်ဆုံးပေးလို့ရမလားလို့ပြောပေးပါတဲ့။အကူကပြောလို့မရဘူးလို့ တို့တွေကလက်ထပ်ဖို့ဒီအားလုံးစီစဉ်ထားပြီလို့အဲ့ဒါပြောခဲ့တာအေးလေရှစ်တိုက်တွန်းတာမဟုတ်ဘူးဆိုလို့ရှင်တော့ရတုမီကငိုးကအမိဖမ်းခဲ့တာပဲမိမထိမ့်သိမ့်မှုရှိတယ်မိမတရားအဆက်တရားလည်းပဲရှိပါ့မလဲဒီစကားကြီးလွန်နေပြီနော်ကျွန်တော်ပြောတာဘာမှလို့လဲဟမ်ဖြစ်တော်နေဖြစ်တော်ချင်းချင်းလာတဲ့မိမတရားကရံကြတရားအမိဖမ်းတာဘာခက်လို့လဲဟမ်ရှစ်တို့ကိုပြစ်ထားလို့လေချမ်းသာကြလို့ငိုးကအမိဖမ်းတာပဲနေမှာပေါ့ မင်းသွေးဦးသွေးထဲနဲ့ရှောက်ပြောမနေနဲ့ဘုကနဲ့တမီးကသူကမျက်နှာစင်းနဲ့ချက်လို့သူကစုံစည်းကြတာမင်းတို့လုံးဝချင်းနဲ့တိုင်းတာနေမှာမဟုတ်ဘူးကွာအန်ကယ်အခုလို့ပြောနေနိုင်တာဒီကိစ္စကိုအန်ကယ်အစားတည်းကကြိုသိပြီးသားမလားကျမဘက်ကမင်္ဂလာပွဲကိုလိုလားမှန်းသိလို့အန်ကယ်တမင်ဖြတ်ပြစ်တာအခုအန်ကယ်တမင်နိုင်သွားတော့အန်ကယ်ပြော့နေမှာပေါ့ဒီမှာ ို့သားသမီးကိုအဲ့လိုနှိမ့်ကြတဲ့စကားကြီးပြောရင်ဘယ်မိဘမှသိမခံဘူးဆိုတာမင်းမိဘနေရာရောက်လာတနေ့ကျတိနေမယ်စီးတာနီးဒါဆင်မဲ့ကောင်းလို့လေဟာသိသမီးတောင်းလို့လေငါဖေတရားနဲ့သမီးကိစ္စငါမှတာဝန်ရှိတယ်အေးရှေ့ခုတောင်းလို့စီဒီရောဘယ်တော့ပြန်လာနဲ့မအီးမင်းနဲ့ငါနဲ့လက်ထပ်တာဒီမှာငါအိမ်တော်ဦးစီမင်းကအမေပေးခွင့်မရှိဘူးမင်းလိုက်ထားတဲ့ငွေစင်းကိစ္စငါမသိဘူးလို့မထင်နဲ့အေး မင်းတို့အတက်ကြီးမှာအချက်မကွဲချင်မင်းတို့တားမိရအကျင့်အရင်ပြင်လိုက်ရောမင်းမင်းနဲ့ဆိုင်ကိုတင်းထားစားဆိုင်ကိုတင်းထားလို့မေမေပြောနေတယ်အမတပိပမေအလုံးလုံးပေးမေမေမေခုပဲမင်းကိုဖုံးစားလိုက်မယ်နော်တပိဘာမှဆိုင်မပူနေနော်မင်းအလုံးအဆင်ပြောင်းလုပ်ပေးမယ်နော်တပိနော်နော်လို့တော့ဟောရမေမေရဲ့ မိုးကပြောပါစီတော့မိုးကမှသမီးကိုမချစ်တာမမေးသမီးထပ်ပြီးမနှောက်ချက်ချင်တော့သူချစ်တဲ့သူနဲ့သူပြောပါစီတော့မမေးဟုတ် ရတုလေဒီချင်းနေကိုအခုထိမယုံနိုင်သေးဘူးတိလားကိုဘင်းနာတော့ရောက်နေပြီပဲအခုထိမယုံနိုင်သေးဘူးလားရတုလေကိုမတောင်းရမနဲ့အခုလိုလုပ်လိုက်ရတဲ့အတွက်တောင်းမှမှာနော်ဘုကရတုကိုတောင်းမှန်စရာမလိုပါဘူးကျေတူကမောကအခုလိုပိုင်ဆိုင်ရတာနဲ့တဲ့ကျေတူတို့ကပြည့်စုံနေပြီ ကျေတူကျေတူလက်ထပ်ဖို့ကိစ္စကိုလေ ကို့အဖေမေးစရာလည်းခွင့်ပြုချက်ရပြီပြီကျေတူအဖေစရာလည်းကို့ခွင့်ပြုချက်ရပြီပြီတိလားဟမ်ဖေဖေကခွင့်ပြုတယ်ဟုတ်လားဟုတ်ဖေဖေကဘယ်လိုလုပ်သိရလဲကိုရတုဖေဖေနဲ့ဖုန်းပြောပြီးသွားပြီရတုရဲ့ရတုတကယ်တမ်းတော့လေဦးမင်းမြတ်တော်ကတော်ဤပိုင်တော်တာမီရဲ့မာယာအောင်မှာပြိမ့်မိနေရပါ တကယ်တော့သူကရတူအရင်ချက်တာပါ။အော်ဒါနဲ့ရတူကိုအခုကိစ္စတွေအားလုံးနဲ့ရှင်းပြသွားပြီ။မိဘတွေစီကလည်းသဘောတူညီကြရပြီ။ဒါမှကိုမတခုကြံနေသေးသေးလား။ဟမ်။ပါလေ။အဲ့ဒါနောက်တစ်ယောက်စီကခွင့်ပြုချက်လုံနေသေးတယ်။ဘယ်သူလဲ။ တ်ကိုလက်ထပ်ပါလိုက်လို့